သူများတဲ့ချင်းကိုယူဆိုပြီးမှအခုလိုအကြောင်းရင်းကြောင့်တိုင်းဒေသပြည်တည်တောင်းပန်ခဲ့ရတဲ့ဖြစ်ဖြစ်တွေပြည်သက်များအလုံးမင်္ဂလာဝါရှင်ဘောင်းမစ်စနောင်းကနေပြလဲကြိုဆိုလိုက်ပါရယ်သူများရဲ့တဲ့ချင်းကိုယူဆိုပြီးမှအကြောင်းရင်းတစ်ခုကြောင့်တိုင်းဒေသပြည်တည်တောင်းပန်လိုက်ရတာကတော့ Facebook ဆက်လေးဖြစ်ဖြစ်တွေပါအခုတော့ Facebook ဆက်လေးဖြစ်ဖြစ်တွေးရအစရောမေဆွေရဲ့အောင်မြင်တဲ့တခြင်းတစ်ပုဒ်ဖြစ်တဲ့ Google Tea Bot ရဲ့ဂီတာလေးရှိရဲ့ဆိုတဲ့တခြင်းကိုတီးဆိုခဲ့ရပါဘူး ဒါကလည်းဖြူဖြူတွေးဟာအမှုပညာအရေးချင်းမရှိဘဲနဲ့တည်ဆိုခဲ့ရပါ။အားလုံးသိကြတဲ့အတိုင်း Facebook ဆက်လေးဖြူဖြူတွေးဟာပရိသတ်တွေတော့ကောင်းတာနဲ့ဆိုတာတွေဒွန်တွဲနေတဲ့သူတဦးဆိုရင်လည်းမမှားပါဘူး။ဒါကြောင့်မလို့ဖြူဖြူတွေးကိုချစ်ခင်အားပေးကြတဲ့လူတွေရှိသလိုမုန်းတီးကြတဲ့လူတွေလည်းရှိပါသေးတယ်။ဖြူဖြူတွေးကိုအမြဲတမ်းဝေဖန်ပြောဆိုခံနေရတဲ့တစ်ချက်ကအမှုပညာထင်းလန့်မရှိလို့ပါ။ဖြူဖြူတွေးဟာရုပ်ရှင်မင်းသမီးဖြစ်ဖို့အတွက်ကြိုးစားနေပေမဲ့တရုပ်ဆောင်မကောင်းလို့ရုပ်ရှင်ဇာတ်ကားတွေကိုလည်းမရိုက်ကူးရပါဘူး။ဒါအပြင်နေပွဲတွေမှာအလှူဒန်းလုပ်တဲ့နာမည်နဲ့နာမည်ကြီး တချင်းတွေကိုတည်ဆိုနေပေမဲ့လည်းကိုပိုင်တချင်းမရှိတာဖြစ်ပါတယ်။ဒါကြောင့်လည်း Facebook ဆက်လေးဖြူဖြူတွေးဟာအောင်မြင်တဲ့တချင်းတွေနဲ့အဆိုတော်လုပ်ဖို့အတွက်တည်ရသဟအောင်စီကနေတချင်းတွေကိုဝယ်ယူခဲ့ပါတယ်။ဖြူဖြူတွေးဟာအဆိုတော်ဖြစ်ချင်လို့ရေးသမျှတချင်းပေါက်တဲ့တည်ရသဟအောင်စီကနေတချင်းတွေကိုပက်ကိလိုက်ယူဆိုနေပေမဲ့အတန်တေးတန်ကြောင့်လည်းတပုံးမှမပေါက်လို့တယောက်ဆောင်ဖြူဖြူတွေးစိတ်ညစ်နေရတာပဲဖြစ်ပါတယ်။ ဒါကြောင့်ပြည်ပြည်တွင်းရအောင်မြင်ပြီးသားသူများရဲ့တခြင်းနဲ့လှုပ်ရှားလေးရှိပါတယ်။အခုတော့သူများရဲ့တခြင်းကိုခွင့်မတောင်းမင်းနဲ့ယူသုံးပြီးလို့ပြည်ထနာတက်နေခဲ့ရပါ။ဒါပေမဲ့လည်းပြည်ပြည်တွင်းကိုမျက်နှာမြင်ချစ်ခင်ပါစေ။အတန်ကြာတနာပါစေဆိုတဲ့ဆုနဲ့ပြည့်စုံတာကြောင့်ပြည်ပြည်တွင်းဟာနယ်ပွဲအလူပွဲတွေမှာတခြင်းတွေကိုမနာရန်တည်ဆူနေရပါတယ်။ဒါကြောင့်ပြည်ပြည်တွင်းဟာအလုံးသီးချရတဲ့အတိုင်းဆယ်လီဆိုပေမဲ့လည်းကိုပိုင်တခြင်းကိုပိုင်ထက်လန့်ကတော့တခုမှမရှိရပါဘူး။ ဒါပေမဲ့ level 64ဖြည်းဖြည်းတွေကတော့အောင်မြင်ပြီးသားသချင်းတွေကိုလိုက်ပြီးတော့ဆိုလေးရှိပါတယ်။ဒီလိုမျိုးသချင်းဆိုတဲ့နေရာမှာဖြည်းဖြည်းတွေကကိုပိုင် DJ version အမျိုးပုံစံတွေနဲ့တည်ဆိုလေးရှိရပါ။ဖြည်းဖြည်းတွေကဒီလိုမျိုးတည်ဆိုနေပေမဲ့လည်းတင်းရေးစရာတွေကိုခွင့်ပြုချက်မတောင်းမှုလို့လည်းသတင်းတွေကထွက်နေပါတယ်။အခုတော့ဖြည်းဖြည်းတွေတယောက်ဒီလိုမျိုးသူများရဲ့သချင်းကိုယူဆိုပြီးတော့ကောင်းလွန်လာကြအောင်တိုင်းတည်ပြည်တည်တောင်းပန်လိုက်ရပါပြီ။ဖြည်းဖြည်းတွေဆိုခဲ့တဲ့သချင်းကတော့အစိုးရမေဆွေရဲ့အောင်မြင်ကြောကြားခဲ့တဲ့သချင်းတစ်ပုဒ်ဖြစ်တဲ့ဂီတာဒီပေါ့ကိုကိုရဲ့ ခြင်းပဲဖြစ်ပါရဲ့အဆိုပါသချင်းကိုတော့တင်းရေးဆရာကိုကိုအောင် တောင်ကြီးကရေးသားထားတာဖြစ်ကြောင်းသိရပါတယ်အခုကမှဖြူဖြူလေးကအဆိုပါသချင်းကိုတင်းရေးဆရာမိသားစုစီကခွင့်ပြုချက်မရဘဲနဲ့သူမရဲ့ version နဲ့တီဆိုခဲ့မိတာဖြစ်ပါရဲ့ ဒါကြောင့်အခုချိန်မှာတော့တင်းရီကိုကိုအောင်တောင်ကြီးရဲ့ကြံရည်သူမိသားစုတွေကဒီမတို့မိသားစုနေနဲ့ဂီတာဒီဘော့ကိုကိုရဲ့တချင်းကိုဖြူဖြူထွေးပါဝင်ဘသူကမှဆိုခွင့်မပြုထားကြောင်းအခုတော့ဒီလိုဆိုထားလို့များစွာစိတ်မကောင်းအနှောင့်ယှက်ဖြစ်ရတယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းဖြူဖြူထွေးတယောက်တိုင်းတိပြည်တိဂီတာဒီဘော့ကိုကိုရဲ့တချင်းကိုဆိုမိလို့လိုင်းဘော်ကနေအနှူးညွတ်ရှ िख ိုးတောင်းပန်ခဲ့ရပြန်ပါတယ်။ပရိသတ်တွေကရောသူများရဲ့တချင်းကိုယူဆိုပြီးတော့ထိုင်ကြော်ခဲ့ရတဲ့ဖြူဖြူထွေးကိုဘလိုမျိုးထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင် ပါရှင်။